အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာတော်လာရွတ်တက်ထံတွင်အလင်းဝင်သောအခါ တင်မီနှင့်ထိုင်ဆောင်ရတဲ့ကဲ့သို့မဟုတ်တော့ပဲလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရရှိမှုအလင်းဝင်စစ်မှုထမ်းတသာမောင်ဖြိုးနဲ့ဇင်ကိုကပြောပါတယ်ပြည်သူ့ဘက်ရက်တီပြီးအလင်းဝင်သောအခါစစ်တပ်အတွင်ရှိနေစဉ်ခံစားခဲ့ရသောတင်မီနှင့်ထိုင်ဆောင်နေရတဲ့ကဲ့သို့မဟုတ်တော့ပဲလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိလာကြောင်း KNL ထံတွင်အလင်းဝင်ရောက်ခဲ့သည့်အောင်စရစစ်ကြောင်းမှစစ်မှုထမ်းတသားနှစ်ဦးကပြောဆိုပါတယ်စစ်မှုထမ်းတသားမောင်ဖြိုးသည်တပ်မ55လက်အောက်ခံခမရ112တက်ရင် အောင်စရစစ်ကြောင်းတွင်စနိုက်ပါတွဲဖက်ဖြစ်တာဝန်ယူခဲ့ရပြီးအစကတည်းကပင်စစ်တပ်အတွင်ဝင်ရောက်ခြင်းမဟုတ်ပဲပေါ်တာဆွဲခံရသဖြင့်ဝင်ရောက်ခဲ့ရခြင်းဖြစ်ကြောင်းယခုကဲ့သို့အလင်းဝင်ခဲ့ရခြင်းသည်ကိုယ့်အတွက်ရွေးချယ်စရာရှိသည်ဟုအတိလေးဝင်လာသဖြင့်စနိုက်ပါတလက် MA1 အမျိုးအစားတနက်တလက်တို့ယူဆောင်ကအလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ဇာကာဇာတထဲမှာကြံခဲ့တဲ့တငယ်ချင်းတွေကိုပြောချင်တာကစိတ်တမကြပါနဲ့လို့မင်းတို့ထင်သလိုတိမ်မဲ့နေကိုထိုင်ဆောင်နေရတာမျိုးမဟုတ်ပါဘူးလို့မင်းတို့တကယ်လို့ရွေးချယ်ခြင်းနဲ့ဆိုရင် မင်းတို့အရာရှိငါတို့စင်ညာတွေငါတို့ရဲ့ဆရာကြီးတွေပြောတဲ့ကိစ္စတွေစကားတွေကအမှန်တွေကြီးပဲမဟုတ်ပါဘူးလို့မင်းတို့ထင်ထားတာမင်းတို့မျှော်လင့်ထားတာအဲ့ဒါတကယ်ပါပဲလို့မင်းတို့တွေးနေတဲ့ဟာကတကယ်ပဲရှိပါတယ်လို့အခုလက်ရှိငါတို့ကိုယ်ပဲကြည်ပါလို့ငါတို့ဘလို့နေနေရတယ်ဘလို့ထိုင်နေရလဲဆိုတာပြုံးပြလင်းပြောရရင်ငါတို့အယက်သားလောကကြီးရဲ့စကားကိုပြောရမယ်ဆိုရင်ငါတို့ဒီအခုထင်တဲ့ဟာကိုဖြစ်နိုင်မယ်ထင်တဲ့ဟာကိုငါတို့လုပ်ခဲ့တယ်ငါတို့ဘလို့နေထိုင်ခဲ့တယ်လဲဆိုတာမင်းတို့တွေအကုန်လုံးသိပါတယ် ငါတို့အခုချိန်မှာငါတို့ထင်တဲ့အတိုင်းဖြစ်တဲ့နဲ့ဆိုတာကိုငါတို့လုပ်လိုက်တယ်။အခုစန့်စန့်ကြီးနဲ့ခန့်ခန့်ကြီးနေလို့ရပြီဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်။အဲဒါကြောင့်မို့မင်းတို့လုပ်ယူရင်လုပ်ယူလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ဟုအလင်းဝင်လာသည့်စစ်မှုထမ်းတပ်သားမောင်ဖြိုးကပြောကြားပါတယ်။ဒေါ်လာရဲ့တပ်သားများထံသို့စတဲ့အလင်းဝင်ရောက်လာစဉ် KNL နဲ့ PDF ရဲဘော်များကနှွေးထွေးစွာကြိုဆိုခဲ့ကြောင်းပေါ်တာဆွဲခံရပြီးစစ်တပ်အတွင်းရောက်ရှိလာခဲ့ကအတွေ့အကြုံရှိသဖြင့်စိုးရင်ခဲ့တော်လဲတွေးထင်မှားနိုင်လောက်အထိ နှွေးထွေးစွာကြိုးစုပ်ခြင်းခံခဲ့ရသည်ဟုပြောပါတယ်။ပေါ်တာဆွဲခံရတာရန်ကုန်မှာညဘက်အချိန်မတော်တွားရင်းနဲ့ပေါ်တာဆွဲခံရတာပေါ်တာဆွဲခံရတာကပကင်းကားနဲ့တွေ့သွားတော့ကျွန်တော်လက်နဲ့ပါတော့လက်နဲ့ဆိုတာဓမြောင်လေးတစ်ချောင်းပါတော့အဲ့ဒီဓမြောင်တစ်ချောင်းနဲ့စကူးငါနဲ့ထောင်ချခံမလားစစ်တပ်ထဲဝင်မလားဆိုတော့စစ်တပ်ထဲဝင်လိုက်တာပါဘာလို့အလင်းဝင်လဲဆိုတော့ကျွန်တော်တို့စစ်တပ်ထဲကိုယ်တော်ဆန္ဒနဲ့လဲကိုယ်ဝန်တာမဟုတ်ဘူးဆိုတော့သူများတကာကိုလည်းကျွန်တော်တို့မပစ်ချင်ဘူးကျွန်တော်လည်းအပြစ်မခံချင်ဘူးအဲ့ဒါကြောင့်မို့အလင်းဝင်လိုက်တာဗျ MA3 တလက်ရဲ့ခေရန်တွေရဲ့ယူလာခဲ့တယ်ဟုစစ်မှုထမ်းတပ်သားဇင်ကိုကိုက၎င်းကြုံတွေ့ခဲ့ရမှုများနဲ့ပတ်သက်၍ရှင်းပြပါတယ်စစ်ကောင်စီတပ်ကအတိအဓမ္မပေါ်လာဆွဲခံခဲ့ရသူစစ်မှုထမ်းတပ်သားများအနေဖြင့်ကိုပိုင်အသိစိတ်ကိုပိုင်ညာဖြင့်စဉ်စားဆုံးမြတ်ကတော်လှန်ရေးတပ်ဖွဲ့တားချိတ်ဆက်အလင်းဝင်ရောက်ကြရတဲ့စစ်ကောင်စီတပ်အတွင်းကအထက်ရရှိများ၏ပြောဆိုချက်များသည်ဝါဒဖြန့်ချီရေးတက်တက်တာဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့များကနှွေးထွေးစွာကြိုးဆိုသည်ကိုအသိပေးလိုကြောင်းထို့ကြောင့် တော်လိုင်းတပ်ဖွဲ့များနဲ့ချိတ်ဆက်ကပြည်သူရင်ခွင်တို့ခိုးလုံဝင်ရောက်ကြရန်အလင်းဝင်ခဲ့သည့်စစ်မှုထမ်းတပ်သားများကတိုက်တွန်းထားပါသည်။စစ်လေရင်များကတေဘောဘုစခမကြစေရန်ဘုံကျဲခုခံစဉ်မိမိတပ်ဖွဲ့ပေါ်ဘုံမှားကျဲချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တေဆုံးသွားခဲ့ပြီးကျန်စစ်သားများအလုံးအလံဖြူထောင်လက်လက်ချကြောင်းသိရပါသည်။ထမ်းမြန်မာနယ်ဆက်ရှိ တေဘောဘုစခန်းကို KNL တပ်များကယမနေ့အပြင်းထန်ထိုးစစ်ဆင်စဉ်တေဘောဘုစခန်းမကျစေရေးစစ်ကောင်စီကတိုက်လေရင်များဖြင့်ဘုံကျဲခုခံခဲ့စဉ်မိမိတပ်ဖွဲ့အပေါ်ဘုံမှားကျဲချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးတေဆုံးသွားခဲ့ကြောင်းထမ်းမြမာနယ်ဆက်စစ်ရေးတရင်ချင်းမြေကပြောပါရယ်ယမနေ့ဇွန်လ3ရက်နေ့ညနေပိုင်းတွင် KNL ပူပေါင်းတပ်များကတေဘောဘုစခန်းကိုအပြင်းထန်တိုက်ခိုက်သိမ်းပိုက်ခံခဲ့ကြောင်းရင်တို့မသိမ့်ပိုက်နိုင်မီစစ်ကောင်စီကတိုက်လေရင်များဖြင့်အဆက်မပြတ်ခုခံဘုံကျဲပြစ်ခတ်ခဲ့ကြောင်းတိုးရရင်စစ်လေရင်များက ၎င်း၏တပ်ဖွဲ့ဝင်များပေါ်ဘုံမှတဲချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးသေဆုံးခဲ့ပြီးကြာရှိသောစစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်းလက်နက်ချအညံ့ခံအလံဖြူထောင်ခဲ့ကြကြောင်းထို့နောက် KNL ပူးပေါင်းတပ်များကတိတ်ဘောဘိုးစခန်းကိုအပြစ်သက်တိမ့်ပိုင်နိုင်ခဲ့ကြောင်းသိရှိရပါသည်။ကနဦးတီးရတာကတိုက်လေရင်တွင်ကဘုံမှတဲတာတိတ်ဘောဘိုးစခန်းက30လောက်သေဆုံးသွားတယ်။သူတို့စစ်ကူပြစ်ခတ်တာတွေကသူတို့လူပြန်ထိတယ်လို့တီးရတယ်ဟုထားမြင်မှနဲ့ဆက်စီးသတင်းရှင်းပြကပြောဆိုပါတယ်။ဒီမှာနေ့ တေဘောဘောစခန်းသိမ်းတိုက်ပွဲတွင်တော်လိုင်းတံများဖက်မှတည်ဆုံးမှုမရှိဘဲရဲဘော်လေးဦးတန်ရာအပြင်းထန်ရရှိထားကြောင်းသိရှိရပါသည်စစ်ကောင်စီတပ်ဤတေဘောဘောစခန်းကိုတော်လိုင်းတံများကရရှိသွားပြီဖြစ်၍ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်စခန်း၄ခုသာကျန်ရှိတော်ပြီးအဆိုပါစခန်းများမှာဥကရိဌဝေါ်လီဗျူဟာကိုတီတဲလက်စခန်း triple စခန်းတို့ဖြစ်ကြောင်းသိရှိရပါသည် KNU ကမတ်လ April လနဲ့မေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးရှိစစ်ကောင်စီပူလူတူကလက်အဒီတခေါ်ဘူခွီး မော်ဖာတုစခန်းတာလဲစခန်းများမေလဘလက်ဒိုမော်ခီဘင်းနောက်စခန်းကုန်ကနဲလေးစခန်းနဲ့ရွှေအမြိုင်တက်စခန်းတို့ကိုဆက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ပြီးဂျမန်နဲ့ဇွန်လ3ရက်နေ့ကတေဘောဘိုစခန်းကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။2022ခုနှစ်မေလအတွင်းကလည်းတေဘောဘိုစခန်းကိုကော်ပိုရိတ်ကျောင်းနဲ့ဘူအဲဆေးဝါးဥဆောင်သောတွန်လိုင်းတက်များကပထမအကြိမ်တက်ခိုက်သိမ်းပိုက်ခဲ့ပူပါတယ်။ကျိုးပင်ကောက်ဘရောင်မြန်ရွာကိုဝင်ရောက်ပေါ်တာဆွဲသည့်စစ်ကြောင်းကိုတက်ခိုက်မှုကြောင့်စစ်သား6ဦးသေဆုံးကြောင်းသိရပါဗကူတိုင်းကျိုးပင်ကောက်မြို့နယ်ဘရောင်မြန်ရွာကို ဝင်ရောက်ပေါ်တာဆွဲသည့်အကြမ်းမဆစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးခဲ့ကြောင်းရုမ GBK PDF တပ်ဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်။ဂျွန်နာတရက်နေ့နနက်၈နာရီခန့်တွင်ဇီကိုမြုံနယ်ဘောပင်ရွာမှအင်အား80ခန့်ပါအကြမ်းမဆစ်တက်စစ်ကြောင်းသည်ကျုပ်ပင်ကောင်းမြုံနယ်ဗရောင်မြန်ရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်တော်လှန်ရေးတပ်ဖွဲ့များနဲ့တိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ိုးတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်သားနဲ့ပြူစောတိ6ဦးသေဆုံးကတအူးအပြင်းထန်တရားရရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းသည်ဇီကုံမြုံနယ်ဘော်ပင်ကျေးရွာတွင်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်ဇီကုံဘော်ပင်ကျေးရွာကပြူစောတိရွာစစ်တပ်နဲ့ပေါင်းပြီးတဆွဲထားတာကြာပြီအဲ့ဒီကနေကျွန်တော်တို့ပိုင်တဲ့ချိုးပင်ကောက်မြုံနယ်ထဲကိုစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်တာအဲ့ဒီတရက်နေ့တနေ့လိုမိုင်းခွင်းရှိတဲ့နေရာတွေရောကျွန်တော်တပ်ဖွဲ့ရှိတဲ့နေရာတွေရောရှောင်ခွင်းပတ်သွားနေတာမိုင်းခွင်းမရှိပဲဘုတ်ခင်ဆယ်ပေါင်ပေါ်တက်လာတာအဲ့ဒီမှာမိုင်းဆွဲလိုက်တယ် ဘော်ပင်ရွာနဲ့ဘရောက်ရွာအကူးမှာပေါ့အဲ့လိုမိုင်းဆွဲလိုက်တော့စစ်ကြောင်းကရက်တန့်သွားတယ်။နှစ်ရက်နေမနဲ့မှာဘရောက်မြန်ရွာထဲကိုဝင်ပြီးပြည်သူအမျိုးသားနှစ်ဦးကိုပေါ်တာဆွဲတယ်။ညနေပိုင်းမှာပြန်ထွက်လာတယ်။စစ်ကြောင်းထဲမှာလည်းပေါ်တာဆွဲခံရတဲ့ပြည်သူနှစ်ဦးပါလာတယ်။ဘရောက်မြန်ရွာကပြည်သူနှစ်ဦးပေါ့ကျွန်တော်တို့ထိတွေ့တပွဲဖြစ်ပြီးတော့အဲ့ဒီနှစ်ယောက်ကလွတ်သွားတယ်။အဲ့ဒီနှစ်ယောက်လွတ်သွားတယ်။တရက်နေတပွဲကတော့ဒဏ်ရာရတာလောက်ပဲရှိမယ်။ နှစ်ရက်နေတက်ပွဲမှာပဲမိုင်းတိတိမိမိဆွဲမိတာဟုရိုမ GBK PDF တက်ဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတရင်303တက်ခွဲနဲ့ BTZM GBK PDF ရိုမအခြေပြုတက်ဖွဲ့တရင်308တက်ခွဲတဲ့ရိုမ GBK PDF တက်ဖွဲ့နဲ့တရင်308တက်ခွဲ Dragon Brothers တက်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တက်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ မြန်ကြမ်းတွင် PDF gate ကိုလာရောက်တိုက်ခိုက်သည့်စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးကတော်လှန်ရေးဘော်တူကြဆုံးကြောင်းသိရပါသည်။မန္တလေးတိုင်းမြန်ကြမ်းမြို့နယ်တွင် PDF gate ကိုလာရောက်တိုက်ခိုက်သည့်အကြမ်းဖက်စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးခဲ့ကြောင်းအညာဒေသတော်လှန်အင်အားစုမှတာဝန်ရှိသူတို့ကပြောပါသည်။ဇွန်လ2ရက်နေ့နံနက်6:00ခွဲခန့်တွင်မြန်ကြမ်းမြို့နယ်လက်တစ်ပြူရွာမှ စစ်သားနဲ့ပြူစောထီးများပူးပေါင်းထားသောအင်အား90ခန့်ပါစစ်ကြောင်းသည်တွင်းဘို့ရွာအနီးရှိ PDF တပ်ဖွဲ့ကိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်တို့ထိတွေ့တက်ပွဲသည်ညနေ9:00နာရီခန့်ထိတနေကုန်နီးပါးတက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားနဲ့ပြူစောဒီ20ဦးထက်မနည်းတေဆုံးက PDF ရဲဘော်တူကြဆုံးခဲ့ပြီး6ဦးတန်ရန်ရရှိခဲ့ကြောင်းသိရပါတယ်။ကျွန်တော်ဂိတ်စခန်းကိုဝင်စီးတာကျွန်တော်ကဂိတ်ကိုအသွားစစ်ခွေးတွေနဲ့ထိတ်တက်တွေ့တော့အဲ့ဒီမှာစာပြီးပွဲဖြစ်တာတနေကုန်ကြာခဲ့တယ် ညနေရောက်တော့မြင်းကြံမြို့ပေါ်ကနေစစ်ခွေးကား30လာပြီးပြန်ပြီးနောက်ဆုတ်သွားပါတယ်ဟုအညာဒေသတော်လှန်အင်အားစုမှတာဝန်ရှိသူတူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုအညာဒေသတော်လှန်အင်အားစုရွှေချန်သားပျောက်ကြားတပ်ဖွဲ့ငကနီပျောက်ကြားတပ်ဖွဲ့မြင်းကြံ MP9 PDF ပြည်သူ့ကျယ်တွင်ပြည်သူ့ကာကွယ်တပ်ဖွဲ့မြင်းကြံမြို့နယ်ပါကဖမြင်းကြံခရံ drone တပ်ဖွဲ့မြင်းကြံခရံတရဲနှင့် Wolf Gorilla Force အဖွဲ့တို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်